ိမ်မျိုးကမိတ်ဆွေတယောက်ကမေးထားပါတယ်ဆရာဇကာတ်အကြောင်းလေးမေးချင်လို့ပါ ရွှေကဝယ်ထားပြီးနှစ်စဉ်ဇကာထုတ်ရပါသလားရှေ့နှစ်ကဇကာထုတ်ထားပြီးဖြစ်တဲ့ရွှေကိုဒီနှစ်မှာပြန်ထုတ်ရမလားယေရှုပြုပြီးဖြေပေးပါဆရာဘစ်မလာဟိရဟ်မန်ရဟိမ်လူတယောက်မှာရွှေ၅ချက်တာ၄ဘဲနှွေဒီအတိုင်းသာရှိတယ်ဆိုရင် တနစ်ပြည့်သွားတဲ့ခါမှာဘာရွှေပဲဖြစ်ဖြစ်မဟာရပဲဖြစ်ဖြစ်ဘာရွှေပဲဖြစ်ဖြစ်ရွှေဆိုရင်တရားတော်ကဒါကိုမာလီနာမီသိုးပွားတဲ့အရာလို့သတ်မှတ်ပြီးတော့ဇကာထုတ်ခံအဲ့တော့တကယ်တမ်းဇကာထုတ်ရမှာကဘာလဲဆိုတော့အဲ့ဒီရွှေထဲကနေအပုံ40ပုံတပုံရွှေကိုဖဲ့ယူပြီးတော့ဒါကိုရောင်းပြီးထုတ်လိုက်အကယ်လို့လူတယောက်ကဒီတနစ်ထုတ်လိုက်တဲ့ဆိုရင်အဲ့ဒီရွှေထဲကသူကနည်းနည်းယော့သွားအဲ့တော့လာမယ့်နှစ်ပြန်အဲ့ဒီတည်းကဖဲ့ပြီးတဲ့ဆိုတော့နောက်နည်းနည်းယော့သွားပြီ ယောင်ယောင်နဲ့ဦးနာပြတဲ့ငါးစတာလေးပဲနဲ့ရွေးရဲ့အောက်ကိုဆင်းလာပြီဆိုသူကထုတ်ကြရမလို့တော့အကယ်လို့အဲ့လိုမှမဟုတ်ပဲနဲ့လူတွေကဘာလုပ်လဲဆိုတော့ဒီရွှေကိုရောင်းအောင်မှနမျောတော့ဒီရွှေအပုံ40ပုံတပုံရဲ့တန်ဖိုးကိုမိမိအိတ်တွေကပတ်စံနဲ့ထုတ်လိုက်ပိုင်သွားတယ်ပြဿနာမရှိဘူးဒါပေမဲ့နောက်နှစ်ကျတော့ဒီရွှေကဒီတိုင်းကျန်ကျန်တော့သူဘာလုပ်လဲဆိုတော့အခုသူမေကုံထုတ်ပြီးမနစ်ကထုတ်ပြီးဒီနေ့ထောက်ရမလားအလားအယောင်းဝယ်လည်းမလုပ်ရပါဘူးဒါကတိုးလည်းမတိုးလာပါဘူးဒီလောက်ပါပဲဆိုပြီးတော့ दिलो म्यो तो ऊ महू मेरे लू ऊ ये ने फिर बिलाई ना का शुईगा तो वा में हागा दी शुईरे या फे खा जा रो बन्नने बैने ने ना बन्नने बै चादवा तम थारे निसाब लिमिट का कूरे मा शीने दिए नित टाइन नित फिर